USC 317မှာ Joshua Van ကသူ့ဘဝရဲ့အကြီးမားဆုံးအခွင့်အရေးကိုပိုင်နိုင်စွာရယူသွားခဲ့တဲ့ Titan Contender ဖြစ်လာခဲ့တယ်။ဒါအပြင် Flying Weight တမိုင်းမှာအကောင်းဆုံးပွဲတစ်ပွဲကို Joshua Van နဲ့ Brandon Rivaldo ကကစားခဲ့တယ်။ Joshua Van က Rival ရဲ့ဒီခြေတံလက်တံအားတာမှုကိုအကောင်းဆုံးတိုက်ဖြတ်ပြီးတော့ဒီပွဲကိုမှန်ကန်တဲ့ game plan မှန်ကန်တဲ့တုံ့ပြန်မှုတွေနဲ့ အနိုင်ယူသွားခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာဒါကြင်ညာတဲ့ထုံးစံတဲ့ paper you ပွဲလေးဆိုရင်ဒါ DC လို့ခေါ်တဲ့ Daniel Cormier နဲ့ဒီ Joe Anik ကြင်ညာတဲ့ပြီးတော့ဒီ Joe Rogan ရှိတယ်ဗောနော်အဲ့တော့ဒီပုံကိုကြီးတွေက USC ရဲ့ဒီဩဇာအကြီးဆုံးနေတယ်မှာပါတယ်အဲ့တော့သူတို့ဟာတစ်ချိန်လုံးဒီ Joshua Van ကိုချီးကျူးနေခဲ့ကြတာကိုကျွန်တော်တို့တွေ့ရတယ် Rovell ကိုချီးကျူးတယ်မှန်တယ်ဒါပေမဲ့ Rovell ကနံပါတ်1 ငကိုလည်းကနမဲကျော်ကစားသမားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကစားသမားနဲ့အကောင်းဆုံးပွဲတစ်ပွဲကိုရင်ဆိုင်ရှင်ပြိုင်ခဲ့တယ်ပြီးတော့ချီးကျူးမှုတွေကိုရရှိခဲ့တယ်ပြီးတော့ပရိသတ်တွေအမေရိကကပရိသတ်တွေကိုယ်တိုင်ကဂျိုရှူအာဗန်ကိုတခဲနဲ့အားပေးခဲ့တာကိုကျွန်တော်တို့မြင်ရတယ်ဒါအားလုံး positive တွေကြီးပဲလို့ပြောလို့ရတယ်ဒါပြင်ကျွန်တော်တို့ပွဲကိုပဲတည်တံ့ကြည့်မယ်ဆိုရင်ပေါ့နော်ပထမအချီမှာဂျိုရှူအာဗန်နည်းနည်းတားတယ်လို့ကျွန်တော်ကတော့သတ်မှတ်ချင်တယ်ဒုတိယအချီမှာတော့ Revel ကတားတယ်တတိယအချီမှာ Joshua Van ပြန်တားတယ်ပေါ့နော်အဲ့တော့ Bindi ရဲ့အမှတ်ပေးမှုမှာတော့ဒါ29 28 29 28နဲ့နောက်တစ်ယောက်ကတော့30 27ပေးခဲ့တယ် unanimous decision နဲ့အနိုင်ရရှိခဲ့တာဖြစ်တယ်ပေါ့လေအဲ့တော့ဒီပွဲဟာလုံးဝ pure boxing match အဖြစ်ကိုဒါရောက်ရှိသွားခဲ့ပြီးတော့တော်တော်လေးကိုလည်း um open ဖြစ်ခဲ့တယ်ပေါ့နော် open ဖြစ်ခဲ့တဲ့အခါမှာကျွန်တော်တို့ဒီထိုးချက်တွေကိုမြ мян ဆိုင်ဆိုင်မြင်တွေ့ခဲ့ရပြီးတော့ဒါ UFC flyweight တမိုင်းရဲ့ significant strikes အများဆုံးပွဲစဉ်လည်းဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ဒီညမှာ Joshua Van ကိုချီးကျူးခြင်းဆရာ Joshua Van ရဲ့ဒီ boxing skills ကိုအားလုံးလည်းသိတယ်ပေါ့နော်အဲ့တော့ဒီပွဲမတိုင်ခင် USC 317မတိုင်ခင်မှာ USC ရဲ့နာမည်ကျော်ကစားသမားများစွာပေါ့နော် Max Holloway တို့ Alexander Volkanovski တို့ပြီးတော့ဒီ MMA Guru နဲ့ပြုလုပ်ခဲ့တဲ့ဒါ Mighty Demetrius Johnson တို့အစရှိသဖြင့်တကယ်ထိတ်တန့် fighter ပေါင်းများစွာကဒီ 317ကို prediction ပြုလုပ်တဲ့အခါမှာ Joshua Van ရဲ့ boxing skill ကို one of the best ပြီးတော့ the best class တဲ့မှာရှိတယ်ဆိုပြီးတော့အလုံးကတနေညွတ်တဲ့သတ်မှတ်ကြတယ်ပေါ့နော်အဲ့တော့ Joshua Van ကမြန်တယ်မှန်ကန်တယ်တိကျတယ်အဲ့တော့ဒီအချက်တွေအလုံးကဒါကြင်ညာမောင်းခတ်ပြီးသားဒီပွဲမှာလည်းအဲ့ဒီ boxing skill ကိုပြနိုင်ခဲ့တယ်အဲ့တော့ဒီအားထက်ပိုလာကဒုတိယအချီမှာ ပြင်းထန်တဲ့ထိုးနှက်ချက်တွေကို အရင်ဆိုင်ခဲ့ရတယ်ပြင်းထန်တဲ့ဖိအားပေးမှုတွေအရင်ဆိုင်ခဲ့ရတယ်ပေါ့နော်အဲ့တော့ Brandon Rivel ကိုဒီသူ့ရဲ့ပြိုင်ဘက်တွင်နဲ့ဒီ MMA ကစားသမားအချင်းချင်းတွေကတူလိုပဲလို့ပြောကြရပေါ့နော်သူ့ရဲ့လက်သီးရဲ့ပြင်းထန်တဲ့နေရာမှာပါတယ်အဲ့တော့ပြင်းထန်တဲ့နေရာမှာပါတာတော့ Joshua Van ဟာ TC Mimi ချက်တွေထိခံခဲ့ရပေမဲ့အကောင်းဆုံးတောက်ခံနိုင်တာကိုတွေ့ရ Resilience ကိုပြနိုင်ခဲ့တယ်ဒါအပြင် Resilience တင်မဟုတ်ဘူးဒီ calculated ပေါ့နော်တွက်ချက်ထားတဲ့အခြေအနေကိုကျွန်တော်တို့မြင်ရတယ်သူအနေနဲ့ဒီပွဲထဲမှာအကောင်းဆုံးဆက်ရှိခဲ့တယ်ပတ်ပြေးနေရမျိုးရှောင်နေရမျိုးမဟုတ်ဘဲနဲ့ Rovell က pressure ကိုတင်လိုက်တိုင်း Rovell ထိုးတာထိပြီး pressure ကိုတင်လိုက်တိုင်းမှာ Joshua Van ကအကောင်းဆုံးပြန်တုတ်ပြန်နိုင်ခဲ့တယ်ထိချက်တင်နဲ့ပြန်ပြီး damage ပေးနိုင်တာကိုတွေ့ရတယ်ဒါကြောင့်မလို့ Rovell ဟာပွဲကိုတင်ရမယ်ဆိုတာပြင်ပြင်းပြင်းနောက်ပြန်လန်ကျသွားတယ်ပေါ့နော်အဲ့တော့ဒီအချက်ဟာ Joshua Van ကိုဒါအထူးကြီးကျူးကျင်တဲ့အချက်ဖြစ်တယ်ပေါ့နော်ပုံမှန်အဖြစ် Joshua Van Shee မှာထိုးခဲ့တဲ့ fighter တွေက reverse အဆင့်လောက်မမြင်ကြဘူးအဲ့တော့ဒီပုံစံမျိုးမမြင်ခဲ့ရဘူးပေါ့နော်အခုက reverse ကကဘာအဆင့်တစ်ပုံစံမျိုးမှရှိနေတယ်ပေါ့နော်သူ့ပေါ်မှာ champion ပဲရှိတော့အဲ့တော့ဒီလို level ဖြစ်တဲ့အတွက်အခုလိုမျိုး back and forth ဖြစ်တဲ့အခြေအနေလေးတွေ့ရပြီးတော့အဲ့ back and forth အခြေအနေရဲ့ Joshua Van ကအကောင်းဆုံး resilience ကို ပြနိုင်ခဲ့တယ်အဲ့တော့ Revel ကိုတော့ချီးကျူးစရာရှိပါတယ် Revel က Joshua Van ရဲ့ဒီ game plan ကိုကောင်းကောင်းလေးဖတ်နိုင်ခဲ့ပြီးတော့ကောင်းကောင်းလေးအဲဒီထိန်းချုပ်နိုင်ခဲ့ဒါပေမဲ့မလုံလောက်ခဲ့ဘူး Joshua Van ဟာဒီမှန်ကန်စွာပွဲကိုပြန်လာခဲ့တယ်ဒုတိယအချိန်မှာတောင့်ခံခဲ့ပြီးတတိယအချိန်မှာအကောင်းဆုံးပွင့်ထွက်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဒီထိုးကွက်အသေးစိတ်တွေကတော့ဒါပြောမှဆိုရင်တိုက်ခိုက်ရေးပညာကိုကိုယ်တိုင်တက်မြောက်တဲ့ ဒီ content creator တွေပို့ပြီးတော့ပြောပါလိုက်မယ်ကျွန်တော်တို့ကတော့ဒီ journalist အမြင်နဲ့ပဲပြောတာပေါ့เนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘာဖတ်ပြီးတော့မြင်တွေ့ရတယ်လဲဆိုတော့ဒီနောက်ဆုံးအချီပေါ့နောက်ဆုံးအချီမှာ တော်တော်လေးကို composure ပေါ့လीအဲကျွန်တော်အရှိမဒီကဘာ MMA fighter တွေပြောခဲ့တယ်လို့ပေါ့ထိုးတဲ့ boxing skill အရင်ကောင်းတာပါအလိုအတိမဲ့ပြချဒါပေမဲ့ fight IQ လို့ခေါ်တဲ့ဒီညင်ညင်သွေးပိုင်းနဲ့ composure လို့ခေါ်တဲ့တည်ငြိမ်မှုအပိုင်းက Joshua Van ကကျွတ်စင်ကြီးပေါ့เนาะအဲ့တော့သူ့ထက် အဆင်မများစွာမြင်နေတဲ့ fighter wine fighter နဲ့ရင်ဆိုင်ကစားရတယ်။ Joshua Van အသက်အများကြီးငယ်ဒါပေမဲ့လေတည်တည်ငြိမ်ငြိမ်ပဲရင်ဆိုင်သွားပြီးတော့တတိယအချိန်မှာလုတ်ပြသွားတာပို့ပြီးတော့ marvelous ပဲပေါ့နော်ကျွန်တော်ကတော့အထူးချီးကျူးခြင်းလေ Robert ဟာကစားပွဲတော်ပျောက်နေသူရှုံးမှသူတည်တဲ့အတွက် live ပြီးထိုးနေရတယ်။ live ပြီးထိုးနေရပါမယ်။တကယ်တမ်း aggressor ဖြစ်နေတာက ဂျိုရှူအာဗန်ဂျိုရှူအာဗန် aggressive ပြန်လှုပ်ခြင်းကတော်တော်လေးကိုထိရောက်ကောင်းမွန်တာကိုတွေ့ရတယ်ဒါအပြင်ဒီ fight IQ ကိုပြတ်တာကပွဲပြီးကနေမှကန်ခဲ့တာ psychic တွေပေါ့နော်အဲ့တော့ psychic တွေနဲ့ပတ်သက်လာရင် oblique kick လို့လည်းခေါ်တယ်ပေါင်ဘက်ကိုကန်တာဆို oblique kick လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ဒါကိုဂျွန်ဂျုံစတုန်းတာများတယ်ပြီးတော့ဒီ leg kick တွေနဲ့ပတ်သက်လာ aldo လို့သုံးတာများတယ်ပေါ့နော်အဲ့တော့ဒီလို side kick ကဘာအသုံးဝင်လဲဆိုရင်အခြေခံအားဖြင့် distance measure ပြုလုပ်တယ်ပြီးတော့ဒီ distance အခြေအနေအကွာဝေးအခြေအနေကို disrupt ပေါ့နော် ဖျက်စီးတယ်ဒီနှိမ့်ချတယ်အပြောင်းလဲလုပ်တယ်ဒါအပြင်ဒီကို့ဒီကို့နားကိုကတ်လာလို့မရအောင်ပြုတ်လုပ်တယ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာ Revel ဟာ channel လက်တံပိုရှည်တာဖြစ်တဲ့အတွက် reach အားသာချက်နဲ့အတူဒီဘွဲကိုဟိုထိမ့်ချုပ်နေရတွေ့ရတယ်ဒါပေမဲ့ Joshua Van ပွဲပြီးကန်ဒီမှာအဲ့ psychic တွေတောက်လျှောက်သုံးသွားခဲ့ပြီးတော့ psychic တွေကသူ့ရဲ့ဒီဉာဏ်ဉာဏ်သွေးကိုပြရတယ်ဒါအပြင် psychic တွေရဲ့အားသာချက်က energy consuming ပေါ့နော်စွမ်းအင်သုံးချရတဲ့နေရာမှာကန်နာမြင့်လေလေ center of gravity ကို စံတက်ကြတာဖြစ်တဲ့အတော်ကပို့ပြီးတော့ပင်မန်းတယ်ဗောနော်အဲ့တော့ cycle တွေကြတော့မပင်မန်းဘူးအသားလေးဖက်ကနေဖက်ကနေကန်ပြီးပွဲရဲ့အရှိန် tempo controlling ကို Joshua Van ပြုတ်လုခဲ့တာကျွန်တော်တို့မြင်ရတယ်ပြီးတော့နောက်ထပ်အရေးပါတာကတပွဲလုံးမှာဒါပြောရမယ်အရှိန်အဲ့ဒါကတော့ counter punch တွေဗောနော်အဲ့တော့ jab တွေ counter punch တွေကလုံးဝကွက်တီပဲထိုးရမယ့်အချိန်တိုင်းမှာကွက်တီကွက်တီဝင်နေအောင်တွေ့ရတဲ့အတွက် Revel ဟာသူ့ရဲ့ pressure သူ့ရဲ့ဒီပွဲပေါ်ချင်းကပ်မှုတန်ဖိုးကိုတင်လို့မရဘူး တင်မယ်လို့လိုက်ပြန်ချသွားလိုက်တင်မယ်လို့လိုက်ပြန်ချသွားလိုက်တင်မယ်လို့လိုက်ပြန်ချသွားလိုက်အဲ့လိုဖြစ်တယ်ဒါအပြင် Joshua Vance ကလည်းကျွန်တော်တို့ပြင်းထန်တဲ့ damage တွေကိုလည်းတောက်လျှောက်တွေ့ခဲ့ရတယ်ဒါကြောင့်မလို့တပွဲလုံးမှာဒုတိယအချီမှာပေါ့နော် total ဒုတိယအချီပြီးတဲ့အချိန်မှာ total significant strikes ကိုပေါင်းလိုက်ရင် Revel ကတာနေဒါပေမဲ့ကျွန်တော်တို့မျက်နှာကိုကြည့်လိုက် Joshua Vance မျက်နှာမှာဘာမှ damage ကြီးကြီးမားမားမရှိဘူး Revel ကသွေးတန်ရဲရဲဖြစ်နေရအောင်တွေ့ရတယ်အရင်ကြီးတော့ bloody face ဖြစ်နေရအောင်မဟုတ်ပါဘူးမြင်ခဲ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ Joshua Van ပေးတဲ့ damage ကိုလည်းကျွန်တော်တို့တော်တော်လေးအသိမပြုရအောင်လဲဒါကြောင့်မလို့လေဒါ Dyn ရဲ့ Dyn တယောက်ရဲ့အမှတ်ပေးမှုမှာ3027ဖြစ်နေတာပေါ့နော်အော်ဒီ3027ဖြစ်နေတဲ့အခြေအနေကလည်း Joshua Van ရဲ့ဒီပွဲပေါ်တာလွန်မှုကိုကျွန်တော်တို့ပြသနိုင်နေပြီးတော့တေချာမပြောရမှာနောက်ဆုံးအချီမှာဒါ Revel ကိုပြီးခင်လေးလေးမှာပေါ့နော်ဒီထက် ခဏစကားလောက်စောမယ်ဆိုတော့ဒါသိကြတယ် TKO ဖြစ်ပြီပေါ့လေအဲ့တော့ knockdown ကြအောင်ထိုးနိုင်ခဲ့တယ်အဲ့တော့တော်တော်လေးကိုသဘောကျဖို့အကောင်းတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးတော့ဒါအကုန်လုံးချီးကျူးနေကြသလိုပေါ့နော် UFC သမိုင်းမှာအကောင်းဆုံး flyweight တန်ပွဲတွေရဲ့တပွဲသို့မဟုတ် the greatest fight ever လို့တော့သတ်မှတ်လို့ရနိုင်တဲ့အခြေအနေမှာရှိတယ်ပြီးတော့ the most significant strikes in a match of flying weight ပေါ့နော်အဲ့တော့ဒီ flying weight တန်းတပွဲမှာ most significant strikes လည်းဖြစ်ခဲ့တယ်ဒါအပြင် Joshua Van ကအသက်25နှစ်မပြည့်တဲ့အခင်မှာ USC 9ပွဲ10ပွဲရရှိနိုင်ရတဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တယ်အဲ့တော့ John Jones ကလည်းအစောကြီးတည်းကကစားခဲ့တဲ့ကစားသမားဖြစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး level မျိုးကို Joshua Van အနေနဲ့ရရှိနေခဲ့ပြီဖြစ်တယ်အဲ့တော့နောက်တစ်ပွဲက champion လူပွဲဖြစ်လာမယ် champion လူပွဲဆိုတော့ အသက်ငယ်ဆုံးချန်ပီယံဒီတည်းကတယောက်ဂျိုရှွာဗန်ဖြစ်လာဖို့နီးစပ်နေပြီဖြစ်တယ်ဒီပွဲဟာသူဟာဒီအခွင့်အရေးနဲ့ထိုက်တန်ကြအောင်တေချာပေါက်တပ်တည်ပြသွားခဲ့တာဖြစ်ပြီးတော့ဂျိုရှွာဗန်ကိုကျွန်တော်တို့ဟာအထူး congratulation လုပ်ဖို့ကလွယ်လို့တခြားဘာမှတွေးစရာကိုမရှိတော့ဘူးတကဘာလုံးကပေါ့နော်ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့ကိုချစ်လို့ကိုအားပေးတဲ့ပြည်သက်တွေမဟုတ်ဘဲနဲ့ဒီ MMA အားကစားကိုချစ်တဲ့ USC ပြည်သက်တွေအားလုံးကပါလက်လက်လဲလဲနဲ့ဂျိုရှွာဗန်ဂျိုရှွာဗန်ဆိုပြီးဖြစ်နေကြတော့ တွေ့ရတယ်ဗောဒါကပဲကျွန်တော်တို့အတွက်ဂုံယူစရာဖြစ်တယ်ကျွန်တော်တို့အနေနဲ့လည်းဆက်လက်ပြီးတော့ဂျိုရှွာဘန်ကိုဂုံယူစွာဆက်လက်အပေးသွားရဖို့ရှိနေပါတယ်ဂျိုရှွာအပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ comment တွေပေးသွားခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ